ဒီနားလာတွေကြည့်ဖို့စောင့်မျှော်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေတွေကျွန်တော်ဒီနေ့အောင်ချမ်းသာမှာရှိတဲ့3380နဲ့ရောင်းပြီးမဲ့အိမ်ထက်လာလို့အယောင်မိတ်ဆက်ပေးခြင်းနဲ့မင်္ဂလာပါကျွန်တော် dream house ကကိုဆိုင်ဖြစ်ပါတယ်ဗျအပရမအောင်နေတဲ့ဒီအိမ်လေးရဲ့တည်နေရာကကျွန်တော်တို့အောင်ချမ်းတာကိုတောင်ကွင်းတောင်ကွင်းဆိုတော့ကျွန်တော်လာရှိုးလန်းကိုအတက်လန်းပဲမှာရှိတယ်ဒါလာရှိုးလန်းကိုဒဲပေါက်တဲ့လက်မကြီးကိုမေ့တင်ထားတယ်သူ့မှာကောက်တာကသူကအိမ်ကဒေါင်းကွက်ဖြစ်တယ်နော်ဒေါင်းကွက်ဖြစ်တယ်ပြီးရင်သူကောအမြင်လေးပုံမှာဖြစ်တဲ့အတွက်ကြောင့်သူမြေတစ်ချင်းဆိုင်မှာလည်းအိမ်မရှိဘူးအဲ့တော့ ရှေ့မှာရှိတဲ့ view ကိုတော်တော်ကောင်းကောင်းကိုမြင်ရတယ်။ land နှစ်ခွားစုံဖြစ်တယ်။ရှေ့မှာတင်ထားတဲ့ land နေကြဒါ P20 22ပေလောက်ရှိတဲ့ land ပေါ်မိတင်ထားတယ်။ခွင့်ထားတဲ့ဈေးနှုန်းလေးရတယ်ကျွန်တော်3680ဆိုတော့ဒါ vacation home အဖြစ်ဝယ်ပြီးတော့ဒါ3000ဝန်းကျင်လောက်မှာဝယ်ထားခြင်းတဲ့လူတွေအတွက်ဒါအသင့်တော်တော်ဈေးတန်းတစ်ခုလို့ပဲပြောချင်ပါတယ်။အပေါင်းညင်နေထားဆိုလည်းသူ့လိုပဲအိမ်ဆက်လာလေးတွေအများကြီးရှိတယ်။အိမ်ကိုဆွဲထားတဲ့ architect တွေရောကျွန်တော် run ထားတဲ့ဒါ structure အနေထားတွေရောတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့မြေအခြေက အဲမျက်နှာစာကိုကျွန်တော်60ရှိတယ်နောက်ကို42ပိမှာထောင်းကွက်လှလှလေးမှာစောက်ထားတဲ့အိမ်လေးဖြစ်တယ်အိမ်ရှိမှဆိုရင်ဒါ brake shoe ကျိုးတွေဥတ္တိုင်းကြီးအမြင်ကြီးတွေရောဗောနော်ဒါလုံးညိုရေးနေရတော်တော်လေးကောင်းအောင်ကိုခါခတ်ထားတွေ့ရတယ်အဲ့တော့အိမ်အလှဲ့မေးတဲ့လူတွေအတွက်ကျွန်တော်အိမ်ရဲ့အလှဲ့ကအနောက်မြောက်လေးဖြစ်တယ်နော်ကျွန်တော်တို့ဒါနေကင်းဒါ7နိုင်တနိုင်လောက်မှရိုက်နေရဆိုတော့ဒါနေကအပေါ်တက်တက်လောက်ကိုရောက်နေတာဖြစ်တယ်အဲ့တော့အလှဲ့ကိုအနောက်မြောက်လဲကြိုက်တဲ့လူတွေကျွန်တော်အနောက်လဲမြောက်လဲကြိုက်တဲ့လူတွေအတွက်အဆင်ပြေတယ်နော်โอเคအိမ်ထဲကိုစပြောမယ်အိမ်ထဲမှာဆိုရင်ကျွန်တော်တို့ ဒါကွန်ကရစ်အပြည့်ခင်းထားတာမဟုတ်ဘူးဒါကွန်ကရစ်ဘလော့တုံးနေနဲ့ဒါမြက်တီနဲ့အဲ့လိုမျိုး site ထားဖြစ်တယ်ပြီးရင်ဂါစီဘိုလေးတွေပါတယ်အဲပတ်လည်မှာကျွန်တော်တို့ဒါပန်းနေနော်အကုန်လုံးထည့်ထားတယ်ပြီးမှ brace ကျော်အမြင်ကြီးနေဆိုတော့လုံညွေးကြီးနေနဲ့ကောင်းပြီးသားမှာရေစင်တွေရောဘာတွေရောအဲ့လိုမျိုးပါပြီးသား modern design ကိုဒါကိုစီဖြစ်ဖြစ် design လေးပေါ့နော်ကြစ်ကြစ်လစ်လစ်ပုံစံမျိုးလေးဒါဖွဲ့စည်းထားတာဖြစ်ပါတယ်ဗျဒါအဲ့ရှေ့မှာရှိတဲ့ area ပေါ့နော်အဲ့တော့ကားကိုလည်းကျွန်တော်တို့ဒါ3-4စီးလောက်ထိုးလို့ရမယ်ကားပါကင် area မျိုးရတယ် ဒီမှာဆိုရင်ကျွန်တော်အပေါ်တက်တဲ့လှေကဝင်လေးတွေရှိမယ်အပေါ်မှာကျွန်တော်ဒါတက်ကင်းပေါ့နော်ဒါအောက်လို့တက်ကင်းအနေနဲ့ပြင်ထားတဲ့နေရာလေးရှိတယ်ခုံလေးနဲ့ဒါထိုင်လို့ရမယ်အနေအထားမျိုးဖြစ်တယ်အဲပြီးရင်သူ့မှာကျွန်တော်ဒါ Eco Wolf တွေနဲ့ကျွန်တော် Jason Bolt တွေအလှဆင်ထားတယ်ပေါ့နော်အဲအဲ့ဒါမျိုးတွေ့ရမယ်ဒီဘက်ချမ်းကတော့ဒါ Master Baron ဘက်ကအချမ်းပေါ့နော်အဲဒီဘက်မှာဆို Ground Tank တွေပါလေပါပြီးသားပေါ့နော်အဲ့လိုလေးဖြစ်တယ်အိမ်မှာပန်းနေပါရီနဲ့ဆိုတော့အဲ့တော့ကျွန်တော်တို့ navigation house အနေနဲ့3500ဝင်ကျင်3600ဆို3500ဝင်ကျင်မှာ เนาะဒါအသင့်လက်တင်နေလို့ရတယ်ရေမီအစုံနဲ့တင်နေရကောင်းတဲ့အိမ်လေးလုံးဖြစ်တယ်ဗျာโอเคအားဆုံးတော့အိမ်ထဲဝင်ကြည့်ရမယ်အိမ်ထဲမှာအခန်းဘွက်တွေဘယ်လိုဖွက်ထားသလဲဝင်ကြည့်မယ်เนาะကျွန်တော်အိမ်ထဲကနေကြည့်ရမယ် view ပေါ့နော်ဒါသူ့ရှင်မှာအိမ်လုံးဝမရှိဘူးเนาะဒီမှာဆိုရင်ကျွန်တော်အရိပ်ရပင်နေပါလေအများကြီးစိုက်ထားတယ်ဒါစိုက်ခင်းနေအများကြီးရှိတယ်အဲ့တော့ view နေထားရတာတော်တော်လေးကိုမိုက်တယ်เนาะကျွန်တော်အောက်လို့တဲ့ကင်ဘွားနေတခါလေး view ကိုကြည့်ရမယ်အနေထားမျိုးဖြစ်တယ်အဲကျွန်တော်တို့ပထမဆုံးဝင်တာကတော့ဒါ တကမာကြီးကျွန်းတကမာကြီးနဲ့ပေါ့နော်ပြီးရင်ကျွန်တော်တို့ကပထမဆုံးတွေ့ရမှာဧကန်နော်ဧကန်အေရဆိုရင်အဲသူကဒီလိုလေးနော်ရှေ့မှာအခန်းကြီးရဲ့ရှေ့မှာဧကန်လေးအဲ့ဒါကိုအကုန်လုံးကိုကျွေးပြခင်းထားတယ်နော်ကျွေးပြကိုကျွန်တော်နှစ်ပေပတ်လဲကျွေးပြလေးခင်းထားတယ်အပေါ်မှာကအမီးတွေကို classic ဆန်ဆန်လေးနော်ယူယူရှင်းရှင်းလေးပုံခေါ်ထားတယ်အဲသူက ceiling level ကကျွန်တော်ထင်တယ်12ပေနီးပါးလောက်ရှိတယ် ceiling level ကိုဟိုက်ယူထားတယ်ပြီးရင်မီးလှလှလေးတွေအကုန်လုံးထည့်ထားတယ်နော်အဲ့တော့အေကန်အေရီယာလည်းတောက်လျှောက်အကျယ်ကြီးဆိုအကျယ်ကြီးပြောရှိတယ် ကဲသူ့မှာကကျွန်တော်တို့အိတ်ခမ်း၃ခန်းပါရိုးရိုးနှစ်ခန်းမှာရှာတစ်ခန်းအဲ့တော့ကျွန်တော်တို့ဟိုတထက်အိမ်မှာဒါအိတ်ခမ်း၃ခန်းရောက်အောင်ထည့်ထားတဲ့သဘောလေးတွေ့ရတယ်နော်အဲ့တော့ဒါရိုးရိုးကန်းလေးတွေဖြစ်တယ်ဒါပုံမှန်ဥပဒေမှာရိုးရိုးကန်းလေးဖြစ်တယ်အဲ့တော့ ceiling level ဆိုတဲ့အပြင်ကဒီဇိုင်းနဲ့အထက်ကဒီဇိုင်းနဲ့နော်ရိုးရိုးရှင်းရှင်းလေးလိုက်ပြောင်းလုပ်ထားတယ်ပြီးရင်သူကကိုရီးယားဘာကင်ခင်းထားတယ်နော်အဲ့ဒီဘက်မှာလည်းရိုးရိုးကန်းလေးတစ်ခန်းရှိဒီဘက်ခန်းလေးပြပါနော် တော့ furniture တွေပါထည့်လိုက်တော်တော်လေးကိုလှသွားမယ်အဲ့ဒီပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲ့တော့ပြူးနေမှာကျွန်တော်တို့မင်္ဂလိနဲ့ဤတဲ့အောင်ချမ်းသာမှာ vacation house တစ်လုံးဝယ်ထားခြင်းနဲ့အပူရှောင်ဖို့ဝယ်ထားခြင်းနဲ့ဆိုရင်ဒါလေးမစိုးဘူးလို့ပြောလို့ရတယ်အဲ့ဒီမှာကတော့ကျွန်တော် master bedroom ပါမယ်ဒါကတော့ dining kitchen area master bedroom အရင်ပြမယ်နော်ကဲမာစာဘလုံးကတော့မိုက်တယ်ဗျနော်မာစာဘလုံးကဒါ standard size ပြည်တယ်အပြည့်ရင် तू ကဒီမှာနော်ကျွန်တော် view ကြည့်လို့ရမယ်မမှန် brand ပေါ့နော်အဲ့ဒါလည်းအပြည့်ထည့်ထားတယ်ပေါ့နော် အဲ့တော့မဆာမလို့တော်တော်လေးကြည့်ကြည့်ပြောရှိတယ်စီလင်လဲမြင်တယ်ကဲဒါကတော့ရေချိုးခန့်အိမ်သားအဲရေချိုးခန့်အိမ်သားမှာဆိုရင် तू ကတော့ရေဝီရေးဆက်တွေကိုတခုတည်းပေါင်းပြီးတော့ပိုက်လိုင်းနေနဲ့ပြန်ခွဲထားတယ်ပေါ့နော်ဟိုရေချိုးခန့်အိမ်သားလေးဖြစ်ပါတယ်အဲ့ဒီမှာရှာဝါတွေရောဘာတွေရောအကုန်လုံးအစုံပေါ့နော်ထည့်ထားတာဖြစ်တယ်ကဲဒီမှာကတော့ကျွန်တော်တို့ဒါ dining နဲ့ kitchen area ပေါ့နော် dining နဲ့ kitchen area ဆိုတော့ဟိုမှာအချက်မပြုတ်ဝဲ ဒါ kitchen cabinet ဒီအောက်မှာဒါလည်းထည့်ပေးထားတယ်။ဒီမှာ power socket ဒီပါတယ်ပေါ့နော်။အပေါ်မှာမီဆိုင်လေးလှလာလေးပါတယ်နော်။အဲဒီမှာကြတော့ကျွန်တော်တို့ဒါအများသုံးတော့ဧည့်သည်ပါကြီးလားသုံးလို့ရတယ်အများကြီးချူကအိမ်သားအဝတ်ရှော်လာတွေပါကြီးသုံးလို့ရမယ့်နေရာမျိုးပေါ့နော်။အဲ့လိုမျိုးပါတယ်။အဲပြီးရင် तू ကဒီဘက်ချမ်းမှာဒါအဝတ်ရှော်ဆက်ပေါ့နော်။ဒါအဝတ်ရှော်ဆက်အတွက်ထားဖို့အတွက်ဒီမှာရေပါပါတယ်။အောက်မှာ drain box ပါတယ်ပေါ့နော်။ power socket ပါအဲ့လိုလေးထည့်ထားဖြစ်ပါတယ်။ကဲခွင့်ထားတဲ့ဇင်းလုံးနဲ့ဒါအိမ်ဆောက်ထားတဲ့တင်ရနေထား ကျွန်တော်တို့တုံးထားတဲ့ပစ္စည်းတွေအနေထားရတာဈေးနှုန်းလေးတင့်တယ်လို့ပြောလို့ရပါတယ်။သိန်း3680ကိုပိုင်ရှင်နဲ့တိုက်ရိုက်ပြီးဝယ်လို့ရတယ်။တင်နီယာကောင်းတဲ့လမ်းတာတယ်နော် vacation house တစ်လုံးအဖြစ်ရွေးချယ်ပြီးတော့ဝယ်ယူထားမှဆိုရင် အပြုံးတွေမှာအိမ်လှလာလေးတစ်လုံးပေါ်ထွက်လာပြီလို့ပြောလို့ရတယ်ဗျ။ကဲကျေးဇူးတင်ပါတယ်ဗျ။